Diamond Right Place ကိုစူးစမ်းပြီးခန့်ခဲ့တာပဲ။ဒါပေမဲ့အခုတော့လောက်ထွန်းုံနေဘာကြောင့်များနေရတာလဲ။ဒီအခြေအနေလေးကို Shamily ပြေးချင်ပါတယ်။ဒီအခြေအနေကဝန်ထမ်းနဲ့အဖွဲ့အစည်းနဲ့နှစ်ဖက်မှာ expectation မညီမျှတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ဝန်ထမ်းဘက်ကကြည့်မယ်ဆိုလို့ရှင်တော့ unsatisfactory အခြေအနေလို့ပြောလို့ရတာပေါ့နော်။ဒီအခြေအနေတွေဘာကြောင့်ဖြစ်ပေါ်လဲဆိုတာကို Shamily ပြေးသွားချင်ပါတယ်။ထမအချက်ကတော့ဝန်ထမ်းတွေကလုပ်ငန်းဝင်တွေကိုဝင်လာတဲ့အခါမှာ management အားကောင်းတာကိုသဘောကျကြတယ် ဒါပေမဲ့ကိုတကယ်ကြုံရတဲ့အခါမှာ management တွေကအားကောင်းတာနေပြီးတော့မှယော်နေလာတာတို့ဒီလိုအခြေအနေမျိုးကိုကြုံရတဲ့အတွက်ကြောင့်မို့လို့လည်းဖြစ်နိုင်ပါတယ်။နံပါတ်1အချက်ကကြတော့လုပ်ငန်းခွင်ထဲမှာ unfair ဖြစ်တယ်လို့ခံစားရတာကြောင့်ဖြစ်နိုင်ပါတယ်။နံပါတ်3ချက်က recognition တွေအားနည်းလာပြီးတော့အခွင့်အလမ်းတွေနှဲပါလာတယ် opportunity တွေနှဲပါလာတယ်လို့ခံစားရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်ဆုံးအချက်ကတော့ ဒီဖွဲ့စည်းတဲ့မှာမူလနေရာနေပြီးတော့မှ chain management တွေပို့ပြီးတော့လှုပ်လာတယ်။အဲ့ဒီလှုပ်လာတဲ့ management ကကိုယ်တွေနဲ့အံဝင်ဝင်ကြမဖြစ်ဘူးလို့ခန်းစားရတာကြောင့်ဒီအခြေအနေတွေဖြစ်ပေါ်နေတာလို့တစ်ချက်ကနေပြီးတော့မှတုံးတက်ပြီးတော့ sharingly ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်။တစ်ချက်တော့ဖြူဖြူဝင်ခိုင်မှာ strategic profession နဲ့ business academy ရပါရှင်။